ဒီတစ်ခေါက်ကျွန်တော်မျှဝေခြင်းနဲ့အကြောင်းအရာလေးကတော့ခရီးဟန်ဒီရဲ့အသက်တာမှာရှိတဲ့အချက်ခုနှစ်ချက်ခရီးယန်မပြောဘူးနော်ခရီးဟန်ဒီရဲ့အသက်တာမှာရှိတဲ့အချက်ခုနှစ်ချက်ခရီးဟန်လို့ကျွန်တော်ပြောတဲ့အခါမှာခရီးယန်အတိုင်းဝင်းထဲမှာတော့ပါဝင်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုတကယ်တကယ်ယုံကြည်လက်ခံပြီးဒုတိယမွေးဖွားခြင်းအတိတ်တပံမွေးဖွားခြင်းခံတဲ့လူမဟုတ် ကယ်ရင်ချင်းတကယ်တကယ်မရဘဲနဲ့ရတလူမျိုးနဲ့ခရိယန်လောကအထဲမှာရှိတယ်မိယူဖလာခရိယန်လို့ပြောမလားနာမည်ခိုင်းခရိယန်လို့ပြောရမလားခရိဟန်လို့ပဲပြောရမလားအလူမျိုးလူတွေအသက်တာမှာရှိတဲ့အချက်ခုနှစ်ချက်ကျွန်တော်ပြောပြမယ်။အေးကျွန်တော်ညဝီပေးမယ်အချက်ခုနှစ်ချက်ဟာတကယ်လို့များမိတ်ဆွေရဲ့နှလုံးသားအသက်တာမှာရှိရင်အမြန်ဆုံးမိမိကိုကိုမိမိစမ်းစစ်ပြီးတော့မှ နောက်တရပြီး ယေရှုယုံကြည်ဖို့ကျွန်တော်ဦးစွာကြိုးပြလိုပါတယ်။ဒါဆိုရင်ခရစ်ဟန်ရဲ့အသက်တာမှာမီယူဖလာခရစ်ယာန်သူရဲ့အသက်တာမှာရှိတဲ့အရာနံပါတ်1ကပါလေဆိုတော့မိမိအထဲမှာအတိတရားနဲ့ဝမ်းမြောက်ခြင်းမရှိဘူး။အတိတရားလို့ကျွန်တော်တို့ပြောတဲ့အခါမှာတိယောအခန်းကြီး9 အငယ်၁၀နဲ့၁၂ထဲမှာပြောထားတဲ့အတိုင်းဒါတော့ကိုယုံကြည်သောသူတွေရဲ့အထင်းမှာအတိတရားရှိတယ်။ရှာယူရတန်ကတတ်သိရှိတယ်။ဒါတော့ကိုမယုံကြည်တဲ့လူကဖရာသခင်ကိုမုတ်တာအပြစ်တင်တယ်။ဒါတော့ယေရှုကိုယုံကြည်လက်ခံတဲ့လူကမိမိအထင်းမှာထာဝရအသက်ရှိတယ်ဆိုတာသူတို့ကောင်းကောင်းသိတယ်။ကျွန်တော်တို့ကောင်းကောင်းသိတယ်။ ကျွန်တော်တို့တော်လို့တက်လို့ကောင်းမှုကုသူတွေပဲလုပ်လို့အလှူဒနာတွေလုပ်လို့တင်းညက်တော်တွေလိုက်နာလို့ကျွန်တော်တို့အထဲမှာအသက်တည်ရှိနေတာမဟုတ်ဘူးရှင်းရှင်းလင်းလင်းလည်းပဲယုံကြည်သောအဖြစ်ကြီးစုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ဤလူကျမ်းစာထဲမှာဤအဖက်ခန်းကြီးနှစ်အငယ်ရှစ်ထဲမှာပေါ်ပြနေယေရှုကပြောပါတယ်ရှင်ယောဟန်ခန်းကြီး6အငယ်59ထဲမှာငါ့ကိုယုံကြည်တော်သူသည် ထာဝရအတေရာ၏ရှင်ယောအခန်းကြီး36အခန်းကြီး3 16:36တိမှာဒါတော့ယုံကြည်တော်သူတွေထာဝရအတေရာ၏အဲ့ဒါကြောင့်ဒါတော့ယေရှုခရစ်တော်ကိုကျွန်တော်တို့အတစ်ကြောင့်လောကတိုင်းမှာအသေးခံတဲ့တကြူပြီးမှထမြောက်တယ်။သူရဲ့အသွေးတော်အတစ်ကျွန်တော်တို့အတစ်တွေကိုစီးကြောတယ်ဆိုတာကိုနှလုံးသားအကျွမ်းမဲ့နဲ့ယုံကြည်တဲ့လူတိုင်းအသက်တာမှာတသက်သိရှိတယ် ကျွန်တော်ကျမဘေးချင်းဘေးခါမှာဘေးနေရာမှာဘလူးပဲတည်တယ်ကျွန်တော်ကောင်းကင်သွားမယ်ကျွန်တော်ကယ်တင်ချင်းရပြီကျွန်တော်မှာထာဝရအသက်ရပြီကျွန်တော်ရဲ့နာမည်စရင်ကကောင်းကင်ဘုံမှာဝင်သွားပြီဆုတောင်းလုံလုံလည်လည်တိတ်တရားရှိတဲ့အတွက်ကြောင့်ပြောလို့မမြင်နိုင်တဲ့ငိန်တဲ့ဝတ်မြောက်ချက်အထဲမှာရှိတယ်တိပေအခန်းကြီးတိအငယ်၈နဲ့၉ထဲမှာ အဲ့ဒီခရစ်တော်ယေရှုကိုမျက်နှာမမြင်ပေမဲ့လည်းသင်တို့ယုံကြည်ကြတယ်။နှုတ်နဲ့ပြော၍မမြင်နိုင်တဲ့ဝမ်းမြောက်ခြင်းကိုသင်တို့အထင်မှရှိတယ်။ဒီအရာဟာဤဝင်ကလေးတရားယုံကြည်ခြင်းအကျိုးဖြစ်တယ်။ဒါကြောင့်ယေရှုတကယ်ယုံကြည်လက်ခံတဲ့လူဟာသာရအသက်မိမိမှာရှိတဲ့အကြောင်းကိုတကယ်တကယ်သိပြီးမှသိရင်ယာတို့ပြီးကောင်းကင်နိုင်ငံသွားမယ်။ ဆိုတဲ့အတိတရားသက်သေတော်လကောင်းအဲ့ဒီအတိတရားကြောင့်ဖွားမြင်လာတဲ့အပီးအပွင့်ကဲ့သို့ပွင့်လာတဲ့ပြိုးရွေမမြင်နိုင်တဲ့ဝမ်းမြောက်ခြင်းဟာအထဲမှာရှိတယ်။မစ်ဆွေထဲမှာရှိပါသလား။နံပါတ်1ခရီဟန်ဒီရဲ့အထဲမှာရှိတဲ့အသက်တာမှာဂျုံနေတဲ့အရာကဘာလဲဆိုတော့ဖရာသခင်ရဲ့နှုတ်ကပတ်တော်စာငတ်ခြင်းမရှိဘူး။ တိပိအခန်းကြီးနှစ်နဲ့နှစ်ထိမ်ပါဘုရားသခင်ရဲ့နှုတ်ကပတ်တော်နှုတ်ရီကိုစာငတ်ဒီမှာကြီးထွားမြတ်အကြောင်းအတိအလင်းဖော်ပြထားပါတယ်ယေရှုခရစ်တော်တကယ်ယုံကြည်လက်ခံတဲ့လူဟာဝိညာဉ်ပိုင်းမှာအတိတ်ဖာမွေးဖွားခြင်းခံတဲ့အတွက်ကြောင့်ခလေးတငယ်ကဲ့သို့ကျွန်တော်တို့ရဲ့အစာအစာနှုတ်ရီဖြစ်တဲ့နှုတ်ကပတ်တော်ကိုစာငတ်လာတယ်မဖတ်တာကြာလာရင် နှုတ်ကပတ်တော့အเจ้าမကြားတာကြားလာရင်ကြားချင်လာတယ်ငတ်လာတယ်ကလေးတယောက်အမှုကြီးမတော့ဘူးအစာမစိုင်းငူကြွေးပြီးမှနေလို့ထိုင်လို့မကောင်းတလူမျိုးယုံကြည်သူတယောက်မှနှုတ်ကပတ်တော့မကြားရရင်နေလို့ထိုင်လို့မကောင်းဘူးအဲဒါကြောင့်ခရစ်ဟန်ဒီကတော့အဲ့လူမျိုးစံငတ်ချင်မရှိဘာကြောင့်လဲအသက်မှမရှိတာအဖေအော်ရာစာခန်းကြီးနေတယ်မှာပေါ်ပြတယ်။တင်တို့ဒီဝိငင်ပိုင်အသေးဖြစ်သည့်နေတူ ကယ်တင်ခြင်းမရသေးတဲ့လူဟာဘလောက်ပဲခရိယန်လောကမှာကျင်းလည်နေပါစေအသက်မရှိတဲ့အတွက်ကြောင့်ငတ်မချင်းစားလောင်ချင်းမရှိဘူးဒီကပတ်တော်ပိုင်းမှာနံပါတ်3ခရိဟန်ဒီရဲ့အသက်တာမှာရှိတဲ့အရာကဘာလဲဆိုတော့သူတပါအတွက်စာနာချင်းမရှိဘူးကြောက်တော်ဝိညာဉ်ချစ်တဲ့နှလုံးသားမရှိဘူးတကယ်တမ်းကျတော့ရှင်ယောဟန်ခန်းကြီးတအငယ်၄၁ကလေးစနစ်ကြည့်တဲ့အခါမှာ ခရစ်တော်တပည့်တော်ထဲကနေပထမဆုံးခရစ်တော်နောက်လိုက်ခဲ့တဲ့အန်ဒရူးနဲ့ယောဟန်အန်ဒရူးကယေရှုကိုမက်ဆာယဖြစ်ကြောင်းကိုသိရှိယုံကြည်လက်ခံပြီးတာနဲ့သူ့ရဲ့အကူရှီမွန်ထံမှာသွားပြီးယေရှုနဲ့ပြည့်စက်လိုက်တယ်။ယောဟန်ခန်းကြီးလေးအငယ်28 29ခုထဲမှာစမာရိမိန်းမကယေရှုနဲ့တွေ့ပြီးစကားပြောတဲ့အခါမှာယေရှုသည်မက်ရှိယဖြစ်ကြောင်းကယ်တင်ရှင်ဖြစ်ကြောင်းကို သိရှိယုံကြည်လက်ခံတဲ့အခါမှာသူ့ရဲ့ရည်ဦးကိုထားခဲ့ပြီးတော့မှမြုပ်ထင်းမှဝင်ပြီး အမျိုးတွေရှိမှလာကြည့်ကြပါမေရှိယဟောက်မဟုတ်လာကြည့်ပါဆိုပြီးတော့မှဖိတ်ခေါ်တော်မြင်တွေ့ရတယ်ဇကေပြောင်းလဲတာနဲ့သူ့ရဲ့အိမ်သူအိမ်သားတွေရှိမှယေရှုခေါ်ပြီးဖိတ်ပြီးမှယေရှုကဤအိမ်သူအိမ်သားတို့သည်ယုံကြည်ခြင်းအာဗြဟံ၏တာသမီများဖြစ်ကြ၏ဆိုပြီးတော့မှပြောတာကိုမြင်တွေ့ရတယ်လို့ ရှင်ပေါလုကအချင်းထောင်ထဲမှာတရားဟောပြီးဖိလိပ္ပုအတင်းအချင်းထောင်ရဲ့ထောင်မှုပြောင်းလဲတဲ့အခါမှာထောင်မှုပေါလုနဲ့တီလကိုအိမ်မှာခေါ်ပြီးဤဝင်ကလစ်တရားဟောခိုင်းတဲ့အခါမှာဓမီတာစုလို့ကယ်ရင်ချင်ရတယ် ယုံကြည်တာကစစ်မှန်သောယုံကြည်သူတွေကကျွန်တော်တို့ရတဲ့ကေတင်ချင်းကျွန်တော်တို့ရတဲ့ထာဝရအသက်ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကိုကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့သားသမီးညီကိုမောင်နှမဆွေမျိုးတွေနဲ့အမျိုးတွေကိုကြားသိစေခြင်းနဲ့တခြားလူတွေကိုလည်းကြားသိစေခြင်းနဲ့ဆန္ဒရှိတယ်။ကြောက်တော့ဝိညာဉ်တနာချင်တဲ့နှလုံးသားရှိတယ်။ဒါပေမဲ့စစ်မှန်သောယုံကြည်သူမဟုတ်တဲ့လူခရီးဟန်ဒီက ကြောက်တော့ဝိညာဉ်တနာကျင်တာချင်းဆိုတာသူတို့မှမရှိဘူး။နံပါတ်၄မှာခရဟန်ဒီအတ္တတမှာဂျုံနေတော့အရာကပါလေဆိုတော့အတ္တတပြောင်းလဲခြင်းနဲ့အတ္တတကြီးထွားခြင်းဆိုတာမရှိဘူး။နိကောခန်ဂျင်းကစကွန်တေမှာလူမီဒီကခရစ်တော်၌နေလင်းအတ္တတော်တတော်ဖြစ်ပြီးဟောင်းတော့အရာတို့ဒီကုံဆုံး၍ခတ်သိမ်းတော့အရာတို့အတ္တထိကြ၏လို့ပြောသည်နေတူပဲ။ ခရစ်တော်ယေရှုကျွန်တော်ယုံကြည်လက်ခံတဲ့နေ့ကနေဟောင်းတော်ဇာတိပဂတိစာတန်ရဲ့သားငရဲသားဟာခရစ်တော်ဖရာသခင်ရဲ့သားကောင်းကင်သားမှာပြောင်းလဲလာတယ်အတ္တရှိသည့်ဤသူဝိညာဉ်ကြီးကပြောင်းလဲအောင်မကားပေနဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအတ္တအချင်းပိုင်းဆိုင်ရာငင်တဲ့ဝမ်းမြောက်ခြင်းတလုံးသားမှာရှိလာတယ်ဒါယုံမကအတ္တမှာ အရင်တုန်းကအာစားတောက်ခဲ့တဲ့မူရစီရောအယက်သေးစားတေးသေးရဲ့ဒီ စွန့်တင်ပြောင်းလဲတာမျိုးမကောင်းဆိုးဝါးလွတ်ခဲ့တဲ့အရာတွေထားခဲ့တာမျိုးနောင်တတရားနဲ့ဖရာဘက်ကိုလှိလာတယ်မလွတ်ဘူးတဲ့ဖရာတရားတွေဖရာကြောင်းတက်လာတယ်ကျန်းစာဖတ်လာတယ်ဆူတောင်းလာတယ်ဖရာကြောင်းတွေကိုတိတလောက်မှတ်တလောက်သူများစီမှာလက်ကမ်းမျောက်ဝေလာတယ်တောင်းလဲချင်းဆိုတာတိတိတတတပြီးပြောင်းလဲလာသည်နီးတူအတက်တံမှာလည်းဝိငင်ပိုင်မှာတပြီးပြင်ကျက်လာတယ် အရင်တော့အယံဒေါသကြီးတယ်လို့အယံမိုက်ရိုင်းတယ်လို့အယံဆေးဆူကြံ့တယ်လို့ကတပြည်းပြင်းနဲ့အသက်တာပြောင်းလဲလာတယ်အယံမာနာထောင်လွှားတယ်လို့အယံကစီနေတယ်လို့အယံဒေါသကြီးတယ်လို့လောဘကြီးတယ်လို့အတ္တကြီးတယ်လို့မာမာနာထောင်လွှဲမောက်မာတယ်လို့ကတပြည်းပြင်းခရစ်တော်ရရှိပြီးတဲ့နောက်မှာသိချတတ်လာတယ်တနာချင်တာတတ်လာတယ်စစ်စီတတ်လာတယ်ခွလွတ်တတ်လာတယ် ူတပေါချစ်တက်လာတယ်ကြီးစုပြုတ်တက်လာတယ်ဆိုတဲ့ပြောင်းလဲခြင်းရှိတယ်ခရစ်ဟန်ရဲ့အတ္တမှာပြောင်းလဲခြင်းမရှိဘူးသူတို့မြေယိုဖလာခရစ်ဟန်နေနဲ့မှပုံတင်တဲ့မှာခရစ်ဟန်ဖြစ်နိုင်တယ်ဖခင်ကြောင့်ပုံမှန်တက်နိုင်တယ်ယဉ်ကျေးခံတာဖြစ်နိုင်တယ်ဒင်းတော်လှုပ်ရှားမှုမှာပါဝင်တာဖြစ်နိုင်တယ်ဒါပေမဲ့စစ်မှန်သောပြောင်းလဲခြင်းမရှိတကယ်ရင်ချင်းမရတဲ့အတွက်ကြောင့်ဒီလူမျိုးအတ္တပြောင်းလဲခြင်းနဲ့ကြီးထွားခြင်းဆိုတာသူတို့အတ္တမှာမရှိဘူးနံပါတ်9 ခရစ်ဟန်ဒီရဲ့အသက်တာမှာရှိအရာကဘာလဲဆိုတော့ဒူးစေအတစ်ကိုညံ့နိုးနေတော့မယ်တနည်းအားဖြင့်ဒူးစေအတစ်ကိုမုံတီးတဲ့စိတ်သူ့မှာမရှိယေရှုယုံကြည်လက်ခံတဲ့တကယ်ရှိမှလည်းယုံကြည်သူအထက်မှာတန်ရှင်သောဝိညာဉ်တော်ရှိသောကြောင့်ကုဇာတိပကတိရဲ့လူအင်စာနာတောင့်တမှုတမမှုရှိလာတာတောင်မှအတွင်းနှလုံးသားကနေမကောင်းကြောင်းအတိပေတဲ့ဝိညာဉ်တော်ရှိလာတယ် ဒိုးစီအတစ်ကိုနှုတ်အပ်ပြီးကာယကံအရှိဝရှိကမနောကံနဲ့ကျူးလွန်တာတောင်မှအထဲကနေအတိပေးတယ်လို့ရှိလာတဲ့ကမ္ဘာဒါကျွန်တော်မလုပ်ရဘူးကျွန်တော်မလုပ်ကောင်းဘူးဖယားသားမလုပ်တင်ဘူးမချီတင်ဘူးမသွားတင်ဘူးမစားတင်ဘူးမတောက်တင်ဘူးဒီလိုမျိုးမဝစားတင်ဘူးဆိုတာအတိတရားအထဲမှာရှိတယ်ဝိညာဉ်တော်ဖော်ပြပေးတယ်အတစ်ကိုမုံတီးတက်လာတယ် ဇာတိအားကြီးလို့လုံမြင့်တောင်မှာကျွန်တော်မှားပြီဟေးဆိုတဲ့ကိုကိုမလုံတဲ့ဖယားရှိမှမလုံတဲ့နှလုံးသားရှိလာတဲ့ခါမှာချက်ချင်းဖယားချီတော်ရင်ကိုတိုးဝင်ပြီးအပြုဝင်ချပြီးနောက်တရပြီးဖယားတွေကိုလှည့်လာရပါတယ်။ဒါပေမဲ့ခရစ်ဟန်ဒီရှင်မတော်ယုံကြည်သူမဟုတ်တဲ့လူဒီကတော့အတ္တဒုစီကိုအရှင်ပင်ရှင်ပြီးတယ်လို့ဖယားเจ้าမှာတမျိုးအိမ်မှာတမျိုး ပလင်ပေါ်မှာရှင်ပေါ်မှာတမျိုးအပြင်မှာတမျိုးမိမိရဲ့တင်းအုပ်ဆရာနဲ့တင်းတော်မှာလူကြီးများနဲ့အချားမှာနဲ့တမျိုးတယောက်ထင်းအပြင်မှာနဲ့တမျိုးဒီလူမျိုးပုတ်တင်မျိုးလို့အယောင်ခဏခဏကြောင်းတာမျိုးခရီးဟန်ဒီအတ္တတပ်စစ်တယ်သူတို့မှာဒူးစရာအဖြစ်ကိုနှလုံးသားကနေတကယ်မုန်းတီးတဲ့စိတ်သူတို့မှာမရှိဘူးလှုပ်တဲ့အခါမှာလေအာရပါရပျော့ပျော့ဆွဆွနဲ့လှုပ်နေတော့ပဲ ဒါဆိုရင်သိကြတယ်တေနခရိဟန်ပဲတေငရဲသွားမယ်ခရိဟန်နံပါတ်6ပါခရိဟန်ဒီရှင်မန်တော့ယုံကြည်သူမဟုတ်တဲ့ကေရင်ချင်းမရတဲ့ခရိယန်အတ္တတားမှရှိတဲ့အရာကဒိုးစေအတ္တကိုကျူးလွန်တဲ့အခါမှာဖရာသခင်ရဲ့ဆုံးမခြင်းမခံရဘူး ယုံကြည်သူဖယားသားသမီးတွေကဖယားမကြိုက်တဲ့မနှစ်သက်တဲ့ဒုစရအဖြစ်ကျူးလို့မြင်ရင်ဖယားထံကအတိပေးခြင်းဖယားထံကတတိပေးခြင်းဖယားသခင်ထံကကျွန်တော်တို့ကိုဆုံးမခြင်းခံရတယ်။ဘာကြောင့်လဲ။တမချန်းစာထဲမှာဟေဘေးအခန်းကြီး7နှစ်အငယ်9နှစ်6ထဲမှာဖယားသခင်ကသူချစ်တော်မူသောသားသမီးမျိုးဆုံးမတတဲ့။ဖယားကတင်းကိုမဆုံးမတင်တာကြောက်မထားတော့ဒါဖြစ်တယ်။ဒါကြီးမဟုတ် ဆိုပြီးပြောထားတယ်ဒီတို့ယုံကြည်သူဖြစ်ပြီးမှလုံနေတဲ့အဖြစ်ကိုတောင်းလျှောက်ပုံမှန် continuously ပုံမှန်နဲ့ဆက်လက်လုပ်နေပါလျက်နဲ့ဖခင်ကတင့်ကိုတတိမပေးဘူးမဆုံးမဘူးဆိုရင်တင်သာတာကြီးမဟုတ်ဘူးနာမည်ခန့်ခရီးရပဲဖြစ်တယ်ရှစ်မှန်သောယုံကြည်သူရဲ့အတ္တကြောင့်ဖခင်ကနီလန်ပေါင်းစုံနဲ့တတိပေးတယ်ဆွေးခေါ်တယ်နောက်ဆုံးဆုံးပါတယ် နောက်ဆုံးတစ်ခုဟာခရစ်ဟာဒီအသက်တာမှာရှိတဲ့အရာကချီဆောင်ချင်းအကြောင်းဖယားသခင်ကြွားလာတော်မူအကြောင်းတော်ကငရဲအကြောင်းဟောတဲ့အခါမှာအထဲမှာကြောက်လန့်တဲ့နှလုံးသားရှိတယ်။နိုင်ငံတော်တည်လူနီးပြီဖယားသခင် အလီနမြန်ကြွားလာတော်မူဖယားသခင်ချက်ချင်းလာတော်မူမကြာမီလာတော်မူချီဆောင်ချင်းဖြစ်လာမယ်စုပြီးတော့မှ တရားဟောစရာတွေတရားဟောတဲ့အခါမှာရှင်းမှန်သောယုံကြည်သူတွေတော်တော်ငြိမ်သက်ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းနဲ့အဲ့ဒါကျွန်တော်တို့ပျော်လင့်ခြင်းဖြစ်နေတယ်ဝမ်းမြောက်နေတာကျွန်တော်စောင့်နေတာခရစ်တော်ပြန်ကြွလာဖို့ပဲဒါပေမဲ့ကိုကိုကိုခရီးရလို့ပြောပေမဲ့တကယ်ကရင်ချင်းမရတဲ့လူကယေရှုကြွလာမြအကြောင်းပြောရင်သူတို့အတွက်တော့ယေရှုမလာစေခြင်းသေးဘူးယေရှုကိုမပြောလင့်ကြဘူးယေရှုကသူတို့ပြောလင့်ခြင်းမဟုတ်သေးဘူး သူ့နာမည်နဲ့ပဲလှူဆန့်လှူဆားပဲတဘောတရားလုံးနဲ့ပဲကျင့်နေကျင့်နေပဲခရစ်တော်ကဘာတိုင်းလောကမှာဖခင်ကြွလာဖို့သူကြောက်နေတယ်တဖက်မှာငရေအကြောင်းတရားဟောတဲ့အခါမှာမယုံကြည်သူတွေကတော့ကြောက်တယ်နှလုံးသားကလည်းကြောက်နေတယ်ကူသွားမယ်မတိစစ်ကန်ကူသွားမယ်ဝိငင်ကန်ဒီသွားမယ်လားအရာအရာကြောက်နေတယ် ဒါပေမဲ့ယုံကြည်သူစစ်စစ်ကငရဲ့အကြောင်းဟောတဲ့အခါမှာအော်ဒီလောက်ကြောက်เสียကောင်းတဲ့အရာတွေကနေကျွန်တော်လွတ်မြောက်ပါလားဆိုတဲ့အသိစိတ်နဲ့ဘုရားကိုကြည်စုတင်နေတာဒါကြောင့်ဒီနေ့မှာစစ်စီပါဒီနာခရိယံဖြစ်နိုင်တယ်ယင်းသချင်းခံနိုင်တယ်မိယုဖလာဖြစ်နိုင်တယ်အသိန်းတော်မှာပါဝင်မှုလူငယ်မှာဖခင်နေရာမှာတတောင့်တနေမှာပါဝင်နေတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ခရိယံလောကမှာနေတာအကြာကြီးလေဖြစ်နိုင်တယ်ဒါပေမဲ့သင်သည် ကေရင်ချင်းတကယ်တကယ်မရဘူးဆိုရင်တင်းရအသက်တာမှာတတိဆိုတာရှိမှာမဟုတ်ဘူးတကယ်ရှိမှာတော့ဝတ်မြောက်ခြင်းနဲ့ရှိမှာမဟုတ်ဘူးနံပါတ်2နှုတ်ကပတ်တော်စာငါချင်းရှိမှာမဟုတ်ဘူးနံပါတ်3တခြားသူဘူး ပြောက်တော်ဝိငင်တခြားသူပြောက်တော်ဝိငင်ပြောက်ဆုံးဝိငင်ကိုစာနာတော်တလုံးသားရှိမှာမဟုတ်ဘူးနံပါတ်၄မှာတင့်အတ္တတမှာပြောင်းလဲခြင်းနဲ့ကြီးထွားခြင်းရှိမှာမဟုတ်ဘူးနံပါတ်၅မှာဒုစရအပြစ်ကိုမုန်းတီးတဲ့နှလုံးသားရှိမှာမဟုတ်ဘူးနံပါတ်၆မှာဒုစရအပြစ်ကျူးလွန်တဲ့အခါမှာဖယားတံကအပြစ်တရားရှင်ခြင်းဆိုတာမရှိဘူးနောက်ဆုံးဖယားကြွာလာခြင်းနဲ့တရားရှင်ခြင်းအကြောင်းငရဲ့အကြောင်းကြားတိုင်းကြားတိုင်းကြောက်နေကြတယ် ဒီလူမျိုးကြောက်နေသေးတယ်ဆိုရင်ဒီလူမျိုးအချက်ခွနချက်တင်မှရှိတယ်ဆိုရင်ဒီနေဟာကေဒင်ဖွဲနေရဖြစ်တယ်ကေဒင်ချင်းကာလာဖြစ်တယ်ယေရှုနှလုံးသားကြီးမဲ့ယုံကြည်ပါအမြန်ဆုံးအပြစ်များကိုဝင်ချနောက်တရပြီခရစ်တော်ထံမှလှိလာပါတင့်အပြစ်ကြောင့်ယေရှုအသိခံတယ်တကြူပြီးမှထားမြောက်တယ်တင့်အပြစ်ဒီအားလုံးဖခင်တကယ်သွေးတော်နဲ့ရှိကြောတယ်ဒါယုံကြည်ရင်ထောက်တာတည်ရတယ်ငရေကလည်းလွတ်မြောက်ပြီးမှဒီခုနှစ်ချက်ကလွတ်မြောက်မှဖြစ်တယ်ဖခင်ကောင်းချီးပေးပါစေ